ဆောင်မကိုကိုတက်ခဲ့ချင်းရှင် moment ကြီးကိုတိုင်နေကတိပေးရင်မနဲ့ဟုတ်တယ်နည်းနည်းရုပ်စင်တယ်လို့ပြောကြတယ်အမအပိုးချောပါတယ်အမကတော့နှာခေါင်းလေးကပို့ပြီးတော့လှသေးရဲ့အဲအဲ့နေရဆူရှိသွားစားရင်နဲ့မလို့တမိတချင်းလေးတပုတ်ရှိရတက်တော့ဆောင်းအောင်လဲဆောင်းမယ်ဆိုဒီတိုင်းလေးပဲတင်လိုက်တာဟုတ်ဟိုကတက်တော့ရဲ့တက်တော့ကလည်းသူကပုံမှန်ကင်မရာလို့မဟုတ်လေအဖက်ကသူက original ပါပြီးသားဆိုတော့နှာခေါင်းချွန်တာတဲ့ double ဂျုံဖြစ်သွားမလေအမအရန်အေးရအမအေးရ မေလာစကား9ခွန်း6ခွန်းလောက်ပြောရင်သူကတခွန်းပဲပြောအဲ့လိုအရင်အေးတော့အဲ့လိုပေါင်းလို့တင်လို့ကောင်းပါရဲ့ဟုတ်ကွာပဲပြောမယ်တော်ကလေးချင်ညာမမနဲ့ရှင်လေဟုတ်တယ်အမကနားထောင်နေကွာပြောချင်ညာကြီးပြောတာသူကနားထောင်နေအော်ဟုတ်လားမီးဟုတ်တာပေါ့အေး င်းလေးရောမေလာရေးထားတဲ့သချင်းလေးအများကြီးထွက်ဖို့အဲအခုမိုးရဒီမှာလဲမုန်းနဲ့မိုးဆိုသချင်းလေးတစ်ပုဒ်ထုတ်တော့ထုတ်ထားပါရဲ့အဲပြီးတော့မတ်မီမီကိုဘုန်းနဲ့သချင်းလေးတစ်ပုဒ်လာဖို့ရှိပါတယ်ရှင်အားတော့နားပါတယ်ဆိုတဲ့သချင်းလေးပါအတေးရတော့ကိုပြတ်တာပေါ့နော်ကိုပြတ်တာရေးထားတဲ့သချင်းလေးမတ်မီမီကိုဘုန်းနဲ့မေလာရဲ့ဆိုထားပါပေါ့နော်သချင်းလေးကရိုက်ထားတော့နှစ်နှစ်ကျော်လောက်ရှိပြီမေလာကဒီနှာခေါင်းတွေပိုင်းမပြေငယ်ငယ်တည်းကရိုက်ထားတဲ့သချင်းလေးပေါ့အကြောင်းကြောင်းကြောင်းလေးနဲ့မထွက်ဖြစ်တာလေးပေါ့နော်ဒါပေမဲ့အခုအဲ့ဒါလေးတွေထွက်ဖို့ရှိပါတယ် မမေနဲ့ဇက်ကားရိုက်မှာစုံတော့လေကားရိုက်မှာစုံတော့အမနဲ့ကအရန်ခင်တော့အမလည်းအေးအေးလေးဆိုတော့ကိုနဲ့ကပို့ပြီးပေါင်းလို့ရတယ်ဘေးလာတွတ်တွတ်အေးအေးလေးဆိုတော့အဆင်ပြေတော့အမနဲ့ကအိမ်လဲနေရဲဆိုတော့တွေးပြပါတယ်အများနဲ့လေအဲ့တော့တခြင်းတော့ရင်းနဲ့အဲ့တခြင်းလေးလည်းလှုပ်ဖြစ်သွားပါနောက်ထပ်လည်းအမနဲ့တခြင်းတွေလှုပ်ဖို့ရှိပါတယ်ဟုတ် တချင်းလေးကအမနဲ့ရုပ်ရှင်ရရင်နဲ့အကားရိုက်ဆောင်ရင်နဲ့အမအမအမတချင်းညီးနေရလားမသိဘူး။အော်အမတချင်းအမအတန်ရန်ကောင်းတယ်လို့အမတမင်းတချင်းတပုတ်ရှိအမဆိုရအောင်လို့ပြောညီမလေးရဆိုမယ်ဆိုပြီးတော့အဲ့လိုအတန်လေးတွင်းပြီးတော့ music video ရိုက်ပြီးတော့မှမေလာတို့အလဲမှာအဲ့ကိစ္စလေးတစ်ခုဖြစ်သွားတာပေါ့နော်။အဲ့ music video လေးပေါ့နော်။ edit ပိုင်းလေးအဆင်မပြေတာလေးဖြစ်သွားတော့တချင်းလေးကနည်းနည်းတစ်နှစ်ကျော်နည်းနည်းနီးပါးလောက်ကြာသွားရင်လည်းအခုမှပြန်ထုတ်ဖြစ်မှာပေါ့။အဲ့မှာတော့မျက်နှာတွေကနည်းနည်းဖောင်းနေမှာ။ ့မနဲ့ဟုတ်တယ်နည်းနည်းရုပ်စင်တယ်လို့ပြောကြတယ်ဒါပေမဲ့အမပိုချောပါတယ်အမကတော့နှာခေါင်းလေးကပို့ပြီးတော့လှသေးရဲ့အဲအဲ့နေရဆူရှီသွားစားရင်းနဲ့မလို့တမိတချင်းလေးတပုတ်ရှိရတက်တော့ဆုံးအောင်လဲဆုံးမယ်ဆိုဒီတိုင်းလေးပဲတင်လိုက်တာဟုတ်နှာခေါင်းကြော်ညာညာလားနှာနှစ်ယောက်ကနော်ချုံနေရဲ့ effect ဟိုဟာ TikTok ရဲ့ TikTok ကလည်းသူကပုံမှန်ကင်မရာလို့မဟုတ်လေ effect ကသူက original ပါပြီးသားဆိုတော့နှာခေါင်းချွန်တာတဲ့ double ချွန်ဖြစ်သွားတယ်ဘယ်လိုလေးသဘောကျလဲကိုယ့်ရဲ့နှာခေါင်းချွန်သွားတယ်ပေါ့ချွန်ဖုန်းထဲမှာတော့ရမ်းလာနေအပြင်မှာတော့အဲ့နေရမိုးတွေမိတော့နှစ်ယောက်သားကကြက်ဆုပ်ဖြစ်နေတယ်ဒါပေမဲ့ဖုန်းထဲမှာတော့လာနေဟုတ်တယ်မလားအဲအမလေအမအရန်အေးတယ်အမအေးတယ်မေလာစကား9ခွန်း6ခွန်းလောက်ပြောရင်သူကတခွန်းပဲပြောအဲ့လိုအရန်အေးတော့အဲ့လိုပေါင်းလို့တင်းလို့ကောင်းပါရဲ့ဟုတ်ကောင်းတယ်အဲ တကယ်အရင်အေးအေးလေးဆိုတော့လေအေးဆိုစကားပြောလို့ကောင်းတယ်ဟုတ်အဲ့တော့ကိုကလေးပြောမယ်ကိုကပဲပြောမယ်တော်ကလေးချင်ညာမမနဲ့ရှင်ဟုတ်တယ်အမကနားထောင်တယ်ကိုပြောချင်ညာကြီးပြောတာသူကနားထောင်တယ်ဩဟုတ်လားမီးဟုတ်တာပေါ့အေးမမအမြဲထောက်ခံတယ်ဟုတ်တယ်ပျော်တယ်လေနော်အဲ့လိုမျိုးအချစ်ခံရတော့ကအငယ်ဆုံးလည်းဖြစ်နေရဆိုတော့ပျော်ပါရဲ့အမအခုခရီးရောက်နေလို့ပြန်ရောက်ရင်တွေ့အောင်မယ်လို့ပြောတာ အတန်သွင်းနေတော့အတန်သွင်းခဲ့တာအခုမေလာတို့ဒီအသင်းလေးကအတန်လေးတိတ်မကြိုက်လို့ပြန်ဆိုသေးရလွန်ခဲ့တဲ့တပတ်လောက်ကမေလာအိမ်မှာစတူဒီယိုလေး home studio လေးလုပ်ထားတော့အမကအိမ်လာရလေအိမ်လာပြီးသွင်းတော့အဲ့လိုပဲရီးနေရတယောက်တစ်လဲစီစာသားတွေမှားလိုက်ဆိုလိုက်အဲတည်ရမလားအဲ့လိုအတန်တွေဝင်သွားလိုက်နေအဲ့လိုပဲပျော်ဖို့တော့ကောင်းပါတယ်အဲ့ဒါလေးလည်းတချင်းထွက်ကနေကြရင်တင်မိပါမယ် behind the scene လေးမနဲ့ရိုက်ထားတဲ့ဇာကားလေးကမထွက်သေးဘူးပေါ့နော်။ယုံတင်ကားလေးတကားပဲ။အဲ့ဒါလေးထွက်ရင်တော့တွေ့ရမှာပေါ့။ အခုလောလောဆယ်တော့အမနဲ့ထပ်ပြီးရိုက်ထားမျိုးတော့မရှိဘူးဒီသချင်းပိုင်းပဲလှုပ်ထားရရှိပါတယ်ဟုတ်ပရိသတ်တွေအားပေးရင်ပေါ့နော်ဒါခု for you ကပြရတဲ့ကားလေးတွေကြည်ပြီးတော့မိသားတယောက်ဆောင်တာလေးတွေကြည်ပြီးတော့ပရိသတ်တွေကဒီတယောက်ဆောင်ဘက်မှာနေရာတစ်ခုပေးမလားပေါ့ပရိသတ်ဒီပေါ်ပဲမူတည်ပါတယ်ပြိတ္တတရားဒီအပေးရဆိုရင်လည်းဆက်ပြီးလုပ်ဖြစ်မှာပါဒီတိုင်းလေးပဲသချင်းစွာပဲသဘောကျရင်လည်းသချင်းမဲဆိုဖြစ်မှာပါ